ိုယ့်ရဲ့ crypto တွေကို stake လုပ်ပြီးရလာတဲ့ပတ်စံတွေကို restake ထပ်လုပ်ပြီးတော့ပတ်စံနဲ့ဆက်ရှားလို့ရတာကိုမိတ်ဆွေတို့အနေနဲ့သဘောကျမယ်လို့ထင်ပါတယ်။ဆိုလိုတာကဥပမာဗျာ ိတ်တလုံးပိုင်ဆိုင်နေဆိုပါစို့အဲ့ဒီအိတ်ကိုငားတဲ့အခါအိမ်ငါခရပါတယ်ဒါကို stick လုပ်တယ်လို့ခေါ်ပါတယ် restick ဆိုတာကအဲ့ဒီအိတ်ကအငါခရရင်ဘန်းမှာအပေါင်ထားပြီးတော့ချင်းငွေယူတဲ့သဘောဖြစ်သွားတာပါအိတ်တလုံးတဲကနေဝင်ငွေလဲချောင်းတစ်ခုရတယ်လို့ဖြစ်သွားတာပါကျွန်တော်တို့ရဲ့ crypto ကိုလည်းတနေရာထက်ပို့ပြီးတော့အသုံးချလို့ရပါတယ်။အဲဒါကို Binance Mega Drop ရဲ့၄ခုမြောက်အနေနဲ့မိတ်ဆက်လိုက်တဲ့ Carnegie DAO မှာလုပ်လို့ရပါတယ်။ Mega Drop မှာပါဝင်တဲ့သူတွေက airdrop ရမှာဖြစ်ပါတယ်ကျွန်တော်အနေနဲ့ရလာတဲ့ airdrop token အကုန်လုံးကိုငယ်လီဒန်သစ် data ကသူတွေအတွက်လိုအပ်တဲ့နေရာမှာအကုန်လူသွားမှာဖြစ်တာကြောင့်ညီကိုတို့ကိုလည်းအလူမှာပါဝင်ဖို့ဖိတ်ခေါ်ချင်ပါတယ် Carnet DAO ဆိုတာက DeFi Restake Platform တစ်ခုဖြစ်ပါတယ်အဲ့ဒီ platform မှာ ကျွန်တော်တို့ရဲ့ crypto တွေဖြစ်တဲ့ဥပမာ Ethereum, BNB, Bitcoin စတာတွေကိုထည့်ပြီးတော့ restaking နဲ့ပတ်သက်ရှာလို့ရပါတယ် ် restake ဆိုတာကကျွန်တော်တို့ရဲ့ပိုက်ဆိုင်မှုတွေကိုပြန်လည်အသုံးပြုပြီးတော့ blockchain တွေရဲ့လုံခြုံရေးပေးတဲ့နေရာတွေမှာထည့်သုံးတာပါအဲ့ဒီအတွင်း reward အနေနဲ့ပတ်စံထည့်ရပါတယ် Carnegie DAO မှာအဓိက product ၃ခုရှိပါတယ်ပထမတစ်ခုက Carnegie ပါသူက BNB chain မှာလုံခြုံရေးပေးပြီးတော့ reward ရယူတဲ့နေရာဖြစ်ပါတယ်ဒုတိယတစ်ခုက cap ပါ cap က ethereum ကို restake လုပ်ပြီးတော့ကျွန်တော်တို့ရဲ့ပိုက်ဆိုင်မှုတွေကို liquid cash လိုမျိုး လောလောလတ်လတ်အယောင်းဝယ်လို့လို့ရတာဒါမှမဟုတ်တခြားနေရာတွေမှာစေတုံးလို့ရတဲ့တုတ်ကီတစ်ခုကိုပြန်ပေးတဲ့နည်းပညာဖြစ်ပါတယ်တဲ့တဲ့တစ်ခုကဂိမ်းပါကျွန်တော်တို့ရဲ့ပိုင်ဆိုင်မှုတွေကိုအကောင်းဆုံးအကျိုးမြတ်ရအောင်စီမံပေးတဲ့နေရာဖြစ်ပါတယ် ဒီ platform တွေရဲ့ total value log ကလေးရှိမှာ2 billion ကျော်တန်ဖိုးရှိတဲ့ crypto တွေကိုစီမံနေပြီးတော့ Ethereum, BNB chain စတဲ့ blockchain တွေမှာလက်ပတ်နေပါတယ်။ user တွေကလည်းတိတ်နေချီပြီးရှိနေတာမို့တော်တော်လေးအဆင်ပြေတဲ့ platform တစ်ခုဖြစ်ပါတယ်။ Carnegie DAO ရဲ့အလုပ်လုပ်တဲ့ပုံကကျွန်တော်တို့ရဲ့ crypto တွေကိုသူတို့ရဲ့ website တွေမှာသွားထည့်ရပါတယ်။အဲ့ဒီ crypto တွေကို blockchain တွေရဲ့လုံခြုံရေးအတွက်အသုံးပြုပြီးတော့ ျွန်တော်တို့ကို reward အနေနဲ့ပြန်ပေးပါတယ်တကယ်လို့ကိုက stake မလုပ်ချင်တော့ဘူးဆိုရင် add stake လုပ်ပြီးတော့ထည့်ခဲ့တဲ့ပမာဏအတိုင်း crypto တွေပြန်ပေးပါတယ်ဥပမာ cap မှာကျွန်တော်တို့က10 ETH ထည့်ခဲ့တယ်ဆိုရင်10 ICE ETH ဆိုတဲ့ token ကိုပြန်ပေးပါတယ်အဲ့ဒါကိုတခြား DeFi platform တွေမှာသုံးပြီးတော့ reward ထက်ရှာလို့ရပါတယ်ကျွန်တော်တို့ကတကယ်လို့စိတ်ပြောင်းသွားခဲ့မယ်ဆိုရင် add stake လုပ်ပြီးတော့ခုနက10 ICE ETH ကို10 ETH အဖြစ်ပြန်ပြောင်းလို့ရပါတယ် ဂိမ်းမှာဆိုရင်ကျွန်တော်တို့ရဲ့ပိုက်ဆံမှုတွေကိုအလိုလျောက်စီမံပြီးအမျက်အကောင်အဆိုးရအောင်လုပ်ပေးပါတယ်။အဲ့ဒီထဲမှာကာနယ်ဆိုတဲ့တုတ်ကေကလည်းအရေးကြီးပါတယ်။ ကနဲ့တိုကီကိုကင်ထားတဲ့သူတွေက ecosystem အတွက်စုပ်ဖြည့်ချက်တွေချတဲ့နေရာမှာအသုံးပြုလို့ရပါတယ်။ကနဲ့ DAO ရဲ့ token တွေကကနဲ့ဖြစ်ပါတယ်။ Total Token Supply နဲ့ Maximum Token Supply က1 billion ပါ။ Mega Drop Token Reward အတွက်က50 million ကို airdrop ပေးသွားမှာပါ။လေးရှိမှာဈေးကွက်ထဲမှာ level မဲ့စာကူ liquidity supply က16နဲ့36ခေါ်496ကနဲ့ဖြစ်ပါတယ်။ မီကန်ဒရော့တဲပါဝင်တဲ့သူတွေကအေဒရော့ရမှာဖြစ်ပါတယ်အေဒရော့ရချင်တဲ့သူတွေကပထမကိုယ့်ရဲ့ BAB တွေကို lock လောက်ထားရမှာပါဒီအခါ score တွေပြောင်းရမှာဖြစ်ပြီးတော့ရေးကြကြနဲ့ BAB များများ lock လောက်ထားလေလေ score များများရပြီးတော့ Airdrop လည်းများများရလေဖြစ်ပါတယ် ဒုတိယတစ်ချက်ကမီဂါဒရော့ကပေးတဲ့ Win3 Quest တွေရဲ့ tax တွေကိုလုတ်ပေးရမှာဖြစ်ပါတယ်။ဒီကနေလဲ score တွေရမှာဖြစ်ပါတယ်။ကျွန်တော်အနေနဲ့ဒီမီဂါဒရော့ကရလာတဲ့ Airdrop token အကုန်လုံးကိုငလီဒန်သစ်ဒေတာကသူတွေအတွက်လူသွားမှာဖြစ်ပါတယ်။မိတ်ဆွေတို့အားလုံးလည်းအလူမာပါဝင်ပေးဖို့ဖိတ်ခေါ်ချင်ပါတယ်။ ပြီးတော့ Binance Charity ကပေးတဲ့9ဒေါ်လာနဲ့ငလီတန်တဲ့ဒေတာကသူတွေအတွက် POE ပြနိုင်တယ်ဆိုရင်90ဒေါ်လာကိုဒီစိတ်တစ်ပိုက်ပဲဖြစ်ဖြစ်ဘလောက်ပဲဖြစ်ဖြစ်ပေါ့နော်ကို့အနေနဲ့အစီအပြေတယ်ဆိုရင်ကို့ထက်ပိုပြီးအခက်ခဲဖြစ်နေတဲ့သူတွေကိုပြန်လူပေးပါလို့အကူအညီလေးတောင်းချင်ပါတယ်ခင်ဗျာဒီဗီဒီယိုကဒီလောက်ပါပဲခင်ဗျာမိတ်ဆွေတို့အနေနဲ့အခုလို Mega Draw ကနေ Airdrop ရကျင်နေဆိုရင် Binance account တစ်ခုရှိဖို့လိုအပ်ပါတယ် trade လောက်တိုင်းမှာ10% discount ရတဲ့ referral code ကို description မှာထည့်သွင်းပေးထားပါမယ်ဒီ video ကမိတ်ဆွေတို့အတွက်အကျိုးရှိတယ်ဆိုရင် like လေးနဲ့အားပေးခံနေပါတယ်နောက်တဲ့ဒီလိုမျိုး video တွေအများကြီးလာအောင်မှဖြစ်တာကြောင့် channel ကို subscribe လုပ်ခဲ့ပေးဖို့မမေ့နဲ့နော်နောက်တဲ့ video မှာတွေ့ပါမယ်ခင်ဗျာညီကိုတို့အားလုံးဘေးရန်ကင်းကြပါစေလို့ဆုတောင်းပေးပါတယ်ခင်ဗျာအားလုံး thank you ပါ